ရိုဟင်ဂျာဘာသာစကားကိုစတဲ့အသုံးပြုခဲ့ကြအောင်အဲ့ဒီစင်ကြောင်းကစတဲ့အသုံးပြုခဲ့ကြအောင်လည်းရေးသားထားတာတွေ့ရပါတယ်ဒါဆိုလို့ကြည့်ကျွန်တော်နောက်တစ်ခါကျတော့ဒီ lesson တွေဘိုးတို့ဖရာလက်ထက်ကပြုစုပြုစုခဲ့တဲ့စကားဖရာ parabyte ထဲမှာတညဝတိခက်ဝေတာလီခက်သုံးစကားတွေဟာရိုဟင်ဂျာဘာသာစကားတွေ စကားတွေဖြစ်နေတာကိုလစ်လာဟိုဘောနော်သူတို့ဖော်ပြထားတာတွေ့ရပါတယ်ရိုရင်ဂျာဘာသာစကားဖြစ်နေကြောင်းကိုဖော်ပြထားတာကိုကျွန်တော်အနေနဲ့လစ်လာသိရှိရပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်ဒီလက်ရှိနေပြီးတော့ဒီရိုရင်ဂျာဆိုတာဒီအခုမှရှိတာလားဆိုမဟုတ်ပါဘူးနှစ်ပေါင်းများစွာကလေးရတယ်တမိုင်းအဆက်ဆက်ကလေးရရှိခဲ့ပြီးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဒီဒါဆိုလို့ရှိရင်ရိုရင်ဂျာတွေရဲ့နောက်ဆုံးတမိုင်းကြောင်းကိုကျွန်တော်တို့ပြန်ကြည့်ကြရအောင် ရိုဟင်ဂျာလူမျိုးရှိတဲ့အကြောင်းကိုဒေါက်တာဘာဦးနဲ့အဖွဲ့ကနေပြီးတော့တင်ပြခဲ့တာကိုလည်းကျွန်တော်တို့လည်းဆက်လက်ပြီးတင်ပြခြင်းပါတယ်ဒီတော့ကျွန်တော်တို့ပေါ့နော်အာရခိုင်အမျိုးသားတွေရဲ့တောင်းဆိုခြင်းအရာရခိုင်ပြည်နယ်ပေးရနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရကလည်းအကြံပေးရအဖွဲ့ကို1960ပြည့်နှစ်အေပီလ29ရက်နေ့မှာတာဝန်ပေးခဲ့ပါတယ်အဲ့ဒီအဖွဲ့မှာဗာလဲပါလဲဆိုတာထင်ပေါ်ကြိုကြားတဲ့နိုင်ငံတော်အစင်မြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်အဲ့ဒီအဖွဲ့မှာပါဝင်တဲ့သူတွေကတော့နံပါတ်1ဥက္ကဋ္ဌဒေါက်တာဘာဦးအဖြစ်ဒေါက်တာဘာဦးကဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတော့အဲဒေါက်တာဘာဦးဆိုတာနိုင်ငံတော်သမ္မတအောင်ဖြစ်တယ်ပေါ့နော်ဒီတော့လက်ရှိနေနိုင်ငံတော်သမ္မတအောင်ဒေါက်တာဘာဦးကလည်းဥက္ကဋ္ဌအဖြစ်တာဝန်ယူတယ်နောက်တစ်ခါဒီလက်ရှိနေအဲအဲ့ဒီမှာပြီးတော့အဲ့ဒီမှာပြီးတော့ဒေါက်တာဦးသိန်းမှနိုင်ငံတော်နိုင်ငံတော်တရားရေးဝန်ကြီးဝန်ကြီးချုပ်ဟောင်းပေါ့အဲသူကကျတော့အဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်နောက်တစ်ခါကြားလို့ရှိရင်ဦးတင် ဥတင်ဆိုတဲ့ပုဂ္ဂိုလ်ကကြတော့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဟောင်းပေါ့သူကကြတော့အဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်နောက်တစ်ခုနောက်တစ်ယောက်ကကြတာကကြတော့ဦးအောင်ဖေအဲသူကကြတော့တရားလွတ်တော်ဝန်ကြီးဟောင်းပေါ့အဲသူကအဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်နောက်တစ်ခါကြတဲ့ခါဦးရှစ်သောဝန်ကြီးဟောင်းပေါ့နော်သူကကြတော့လည်းအဖွဲ့ဝင်ဖြစ်တာဝန်ယူတယ်အဲ့တော့ဒီအဖွဲ့ကို1961နှစ်အေဒီလ29ရက်နေ့မှာနိုင်ငံတော်အစိုးရကနေပြီးတော့အဲရခိုင်ပြည်နယ်ပေးရအတွက်သီးသန့်ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအဖွဲရဲ့လက်လာမှုအရာဒီအဖွဲတွေကနေပြီးတော့သူတို့တွေကဘာလဲဆိုဒီရခိုင်ပြည်နယ်မှာရှိနေကြတဲ့ပြည်သူအလှအသီးသီးကိုလိုက်ပြီးတော့လက်လာတယ်လက်လာတပြီးတဲ့အပြည့်သူကဘာလဲဆိုတော့ဒီလက်ရှိနေပြီးတော့ဒီအာဒီပေါ့နော်မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့တက္ကသိုလ်တွေမှာတက္ကသိုလ်အသီးသီးမှာပညာသင်ကြားနေကြတဲ့ရိုဟင်ဂျာကျောင်းသားတွေ ရခိုင်ကျောင်းသားတွေစီကနေပြီးတော့တဘောဓာမှတ်ရှိတွေကိုရယူပြီးတော့ရခိုင်ပြည်နဲ့အရရက်ကလူထုလူတန်းဆိုအလွန်ဘုံဆောင်ကလည်းအလွန်ဘုံဆောင်ကလူတွေရဲ့ဆန္ဒတဘောဓာတွေကိုလည်းသူတို့ရယူခဲ့ကြတယ်ဒီလိုရယူခဲ့ပြီးတော့မှသူတို့တင်ပြခဲ့တဲ့အစီအစဉ်ကဘာပါလဲဆိုတဲ့ကအဲဘောနော်ဒီဘောနော်ရိုဟင်ဂျာလူမျိုးနဲ့ပတ်သက်ခဲ့ပြီးတော့လေသူတို့အမျိုးမျိုးသူတို့ဆွေးနွေးခဲ့ကြပြီးတော့ပါရိုဟင်ဂျာလူမျိုးဟာရခိုင်ပြည်နယ်မှာအမှန်တကယ်ရှိကြောင်း နောက်ဘူးလို့ရှိရင်သူတိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြောင်း1954ခုနှစ်စက်တင်ဘာလ25ရက်နေ့မှာသူတို့အတီးပြုဆုံးဖြတ်ခဲ့ကြတာကိုလည်းကျွန်တော်အနေနဲ့လေ့လာသိရှိရပါတယ်ခင်ဗျအဲဒါကြောင့်မို့လို့ဒီအဖွဲ့ဟာ သူတို့ဒါဟာလည်းဖြစ်တယ်လို့ဖွင့်စည်းထားကြတဲ့အဖွဲ့မဟုတ်ဘူးနိုင်ငံတော်မှာအဆင့်အမြင့်ဆုံးပညာရှင်တွေနဲ့ဖွင့်စည်းထားတဲ့အဖွဲ့ဖြစ်တယ်ဒီအဖွဲ့ကနေပြီးတော့ဒီလိုရိုဟင်ဂျာလူမျိုးတွေရိုဟင်ဂျာတိုင်းရင်းသားတွေရှိတဲ့အကြောင်းကိုအဲသူတို့ကနေပြီးတော့နိုင်ငံတော်အစိုးရကိုဆက်လက်ပြီးတော့တင်ပြခဲ့တာဖြစ်တယ် ဒီလိုတင်ပြခဲ့တဲ့အတွက်ကြောင့်မို့လို့လေမြမအသံနဲ့ရုပ်မြတန်ကြားကနေပြီးတော့အဲဘုနာအသံလွှဲခွင့်တိုင်းရင်းသားဘာသာအစီအစဉ်နဲ့အသံလွှဲခွင့်ပေးခဲ့တာကိုလေအဲကျွန်တော်ကျွန်တော်အနေနဲ့လစ်လာသိရှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟိုတင်ခဲ့တဲ့ဟိုတောင်းကကျွန်တော်တို့အကျွန်တော်ကျွန်တော်ပြောပြခဲ့တဲ့ရိုဟင်ဂျာဘယ်သူလဲဘင်္ဂါလီဘယ်သူလဲဆိုတော့အဲကျွန်တော်ရဲ့ဗီဒီယိုလေးမှာအဲရှုစားကြပြီးရှုမြင်ကြပြီးဖြစ်ပါလိမ့်မယ်ခင်ဗျာ ဒါဆိုရင်ကျွန်တော်တို့ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့တင်ပြချင်တာဘာလဲဆိုတော့ကဒီမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာရိုဟင်ဂျာလူမျိုးမရှိဘူးလို့ဒီကနေ့ပြောဆိုနေခြင်းဟာလူသားမျိုးနွယ်စုတွေအပေါ်မှာအတ္တမပြုချက်တလိုမျိုးဒီလူသားမျိုးနွယ်စုတွေရဲ့လူအခွင့်အရေးကိုဆုံးရှုံးသွားအောင်ပေါ့နော်ဆုံးရှုံးသွားအောင်နိုင်ငံမဲ့သွားအောင်လောက်ထိဖြစ်နိုင်တယ်ဆိုတဲ့အားကိုလည်းကျွန်တော်ထက်သွဲစဉ်းစားတင်ကြောင်းကိုကျွန်တော်ကျွန်တော်အနေနဲ့ရခိုင်မျိုး